တင်ငန်းညွှန်းမြို့နယ်မှာရှိတဲ့စံပြစေယုံကြီးမှာတရောက်ကူတာနေတဲ့လူနာနှစ်ဦးဟာရာသီတကွေးရောဂါ H1N1 ကူးစက်ခံရပြီးတည်ဆုံးခဲ့တာဖြစ်တယ်လို့စံပြစေယုံကြီးရဲ့စေယုံအုပ်ဒေါက်တာအောင်ဆန်းမင်းကပြောပါတယ်တေဆုပ်သူနှစ်ဦးအနက်အသက်34နှစ်ရှိတဲ့အမျိုးသားလူနာဟာတကုန်းစိတ်ကမ်းမြို့နယ်ကနေဇူလိုင်လ25ရက်နေ့မှာဆမ်းပြဆေးရုံကြီးကိုတက်ရောက်ကူတာမှုခံယူနေရမှာဒီကနေ့ဇူလိုင်လ28ရက်နေ့မနက်9နာရီဝန်းကျင်မှာတေဆုံးခဲ့တာဖြစ်ပါတယ်။ ။နောက်တစ်ဦးကတော့အသက်၅နှစ်အရွယ်မိကလေးလူနာဖြစ်ပြီးတကုံမြို့သစ်အရှိပိုင်းမြို့နယ်ကနေဇူလိုင်လ25ရက်နေ့မှာဆက်မြတ်ဆေးရုံကိုတက်ရောက်ခဲ့တာဖြစ်ပြီးဆေးရုံစတက်တဲ့နေ့ရဲ့နေ့လယ်2နာရီဝန်းကျင်မှာပဲတည်ဆုံခဲ့တာဖြစ်ပါတယ်။ ဆမ်းမြတ်ဈေးရုံကြီးမှာဆေးကုသမှုခံယူနေတဲ့လူနာတွေထဲကမှ H1N1 ရောဂါလက္ခဏာတန်တရားရှိသူ၃ဦးကိုစစ်ဆေးတဲ့အခါမှာတော့တေဆုံးသူ၂ဦးမှာ H1N1 ရောဂါပိုးရှိတာတွေ့ရပြီးနောက်တဦးကိုတော့စစ်ဆေးဆဲတာဖြစ်တယ်လို့ဆမ်းမြတ်ဈေးရုံကြီးရဲ့ဆေးရုံအုပ်ဒေါက်တာအောင်ဆန်းမင်းကအခုလိုပြောပါတယ်။တန်တရားလူလာဖြစ်ကျွန်တော်စစ်ဆေးရောအဲ့ခါမှာသူမျိုးစုံနဲ့မြတ်ဤမော H1N1 positive top ရတယ်။ တော်မာလာကတော့အခုကြီးဖြစ်ပြမရသေးပါဘူးစီစစ်ထားစေပါဘူးเนาะအဲ့ဒီထဲမှာပါကိုမျိုးစုံကဒီနေ့28ရက်ခန္ဓာလာဘယ်နဲ့ခန္ဓာနိုင်စပါမယ်မဆုံးပါတော့ပါလေမဲ့ညအီမော်လေးရတော့ညစေုံတက်ပြည့်နေ့လည်းနှစ်နာရီပါလို့ဆုံးပါတော့ဒါကိုကျွန်တော်တို့တည်ကြည့်ပါစစ်စေးရဖြစ်မရရှိသေးတဲ့ကြံရှိနေတဲ့ H1N1 ယောဂလက္ခဏာတန်တရားလူနာတအူးကတော့ အသက်29နှစ်အရွယ်မျိုးသမီးဖြစ်ပြီးမြန်အောင်ရက်ကွက်တင်ကန်းချုံမြို့နယ်ကနေဇူလိုင်လ24ရက်နေ့ကစံပြဆေးရုံကြီးမှာဆေးကုသမှုခံယူနေတာဖြစ်တယ်လို့သိရပါတယ်။ခုလိုက်ရှိဇူလိုင်လ28ရက်နေ့အထိရာသီတကွေးရောဂါ Seasonal Flu Type A H1N1 2009နဲ့သေဆုံးသူဦးရေမှာတနိုင်ငံလုံးအတိုင်းအတာအနေနဲ့၅ဦးရှိပြီးပြည်ထောင်အဆုံရောင်ယောဂါနဲ့သေဆုံးတာကတော့လူနာတအူးရှိတယ်လို့သိရပါတယ်။